မင်္ဂလာပါရှင်ကျွန်မတင်ကားပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ less or no rain after 12 november အတွက် november 6ရက်နေ့လယ်2နာရီချိန်မှာအခုလိုထုတ်ပြန်လာခဲ့ပါတယ် november 12ရက်ကျော်ရင်တော့မြန်မာတိုင်းနိုင်ငံလုံးမှာမိုးရော့သွားနိုင်တယ်လို့မိုးလုံသာသူတေတီအွန်လိုင်းကဆိုပါတယ်အားပြောတယ်လာနီညာအင်းမြအဆွဆွတ်တဲ့အစွန်ရောက်ရာသီဥတုဖြစ်စဉ်ကြောင့်ပဲနေရာကျဲကျဲမိုးနှင်းငယ်ရွာနိုင်တော့မှဖြစ်တဲ့အကြောင်း တင်ချပုံစံပြုကြိုတင်ခံမှန်းရေးမော်ဒယ်တွေမှာတွေ့နေရပြီလေဖြစ်ပါတယ်နိုဘာလ12ရက်အရှိပိုင်းမှာလိဖိအားနဲ့ရောင်းအရှိန်နဲ့တိုင်ဖုန်းမုန်တိုင်းကာမာဂျီတို့ရဲ့တက်ရောက်မှုအနည်းငယ်ကြောင့်မိုးတင်းတင်းရွာနိုင်ခြေရှိသေးတာကြောင့်နိုဘာ6ရက်နေ့ညနေ6နာရီခွဲကနေနိုဘာ6ရက်ည6နာရီခွဲအထိပြည်내တိုင်းဒေသအလိုက်မိုးရွာသွန်းနိုင်ခြေခံမှန်းချက်တွေကိုသတိပြုစောင့်ကြည့်ရအောင်မယ်လို့မလို့သာသူတည်တင်အွန်လိုင်းကအသိပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေတုမငြိမ်သက်တဲ့အခြေအနေတွေနဲ့နှောပါလေးရဲ့ပြည်နယ်တိုင်းဒေသအလိုက်မိုးရွာသွန်းနိုင်တဲ့အခြေအနေကိုဖော်ပြပေးကြပါရယ်မိုးလုံသာတုတေတီအွန်လိုင်းကတော့နှောပါ၃ရက်ည10နိုင်ချိန်မှာကုလို့ထုတ်ပြန်လာပါရယ်ဗင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်း AR တိုင်းအနောက်ဘက်ကန်ယူတန်းနဲ့ထိစပ်တဲ့အပေါ်မှာဖြစ်ပေါ်လျက်ရှိတဲ့လေပြင်းအားနဲ့ရောင်ကဆက်လက်တည်ရှိပြီးတော့နောက်24နာရီအတွင်းမှာတော့မြောက်ဘက်မြန်မာဘင်္ဂလားဒေ့နိုင်ငံကန်ယူတန်းကိုဥတီရွှေရှာနိုင်ပါရယ် မုံတိုင်းမဟုတ်တဲ့အတွက်စိုးရင်စရာမလိုဘူးလို့လည်းဆိုပါရယ်ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဥတီရွေရှားလျက်ရှိတဲ့အတွက်တိုင်ဖုန်မုံတိုင်းကာမာဂျီကတော့နိုဘာ3ရက်ညမှာပုံမူအားကောင်းလာကဖိလစ်ပိုင်နိုင်ငံကိုကတဂိုရီ2တိုင်ဖုန်မုံတိုင်းအစဉ်ဖြတ်ကျော်တိုက်ခတ်ပြီးတဲ့နောက်နိုဘာ4ရက်ညမှာတောင်တိုးပင်လယ်တွင်စတင်ဝင်ရောက်လာနိုင်ပါတယ် တောင်လျော့ပင်လယ်အတွင်းကိုအနောက်ဘက်ကဆက်လက်ရွေ့ရှားပြီးတော့နိုဘာ6ရက်မှာဗီယက်နမ်ကမ်းခြေကိုအားလုံးကောက်တဲ့တိုင်ဖွန်းမုန်တိုင်းကတ္တဂိုရီ3တိုင်ဖွန်းဆင့်နဲ့ဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။နိုဘာ6ရက်ကနေ9ရက်အတွင်းတိုင်ဖွန်းမုန်တိုင်းကာမာဂျီရဲ့အကျွင်းချန်နေဟာထိုင်းနိုင်ငံမြောက်ပိုင်းကတက်စင်ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းတောင်ပိုင်းရန်ကုန်တိုင်းမြောက်ပိုင်းနဲ့အီဟာဝေးတိုင်းအလယ်ပိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်ကဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းပင်လယ်ပြင်အထိရောက်ရှိနိုင်တဲ့ကြောင်း ECAWF မော်ဒယ်လမ်းကြောင်းခန့်မှန်းချက်မှတွေ့ရပါတယ်။မြန်မာနိုင်ငံဘက်ကိုတက်ရောက်မှုရှိနိုင်တဲ့ မိုးလဝတအခြေအနေတွေကတော့ဒီအခြေအနေတွေကြောင့်ပဲမြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေဖြစ်တဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအေရီတိုင်းတွေမှာတော့နိုဘာ9ရက်နေ့ တရက်မိုးလေကင်းစင်နိုင်ပြီးတော့နိုဘာ၈ရက်နေ့မှာတော့တိုင်ဖုန်းမုန်တိုင်းအကျဉ်းချံဝင်ရောက်တာကြောင့်ပဲမိုးပြန်ရွာပါမယ်။လက်ရှိကြိုတင်ခမန်းချက်တွေရတော့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေကိုအားလုံးကောင်းတဲ့ကက်တဂိုရီ3တိုင်ဖုန်းမုန်တိုင်းကာမာဂျီရဲ့အကျဉ်းချံတွေဝင်ရောက်နိုင်တဲ့အခြေအနေဟာအလွန်နှဲပါပြီးတော့မိုးရွာသွန်းနိုင်ခြင်းဆက်လက်ပြီးတော့နည်းနေဦးမှာပါ။ပြည်내တိုင်းဒေသအလိုက်နေစဉ်မိုးရွာသွန်းနိုင်တဲ့အခြေအနေကိုလည်းဆက်လက်ဖော်ပြပေးသွားမှာဖြစ်တာကြောင့်ဂယူဆိုင်စောင့်ကြည့်ကြဖို့မလို့သားတူတေတီအွန်လိုင်းကအသိပေးခဲ့တာလည်းဖြစ်ပါတယ် ဆက်လက်ပြီးတော့လည်းအားကောင်းတဲ့လေပြင်းအားနဲ့ရောင်းအခြေအနေကိုဖော်ပြပေးကြပါရစေ။2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွားချက်တွေရဘင်္ဂလားပင်လယ်အရှေ့မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းမြန်မာနိုင်ငံရခိုင်ကန်ရက်ဒေသမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်း low pressure area ကတော့ပုံမအားကောင်းလာကအားကောင်းသောလေပြင်းအားနဲ့ရောင်းဝဲမဲ့ low pressure area ဖြစ်ကိုရောက်ရှိခဲ့ပါရစေ။ အဆိုပါအားကောင်းတော်လိပိအားနဲ့ရောင်းကားတော်များအနာမဘက်ကိုဆက်လက်ရွေးရှားပြီးတော့9ရက်17လ2025ရက်မှာတော့ဗင်္ဂလားပဲလျော်အရှင်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့မြန်မာနိုင်ငံရခိုင်ကဝရမြောက်ပိုင်းနဲ့ဗင်္ဂလားဒေ့နိုင်ငံကိုင်ဝရန်ဒေသတွေကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဆက်လက်ပြီးတော့အထူးမှုလို့သတင်းကိုဖော်ပြပေးကြပါရစေ2025ခုနှစ်နိုဘာလ၄ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ၄နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ၃နာရီခွဲချိန်တိုင်းထွားချက်တည်းရအရှိဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်လကောင်းဘင်္ဂလားပင်လယ်ကိုအရှင်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ကိုအရှင်လယ်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်ရန်ဒေသတွေမှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းအားနဲ့ရောင်ရဲ့အရှင်ကြောင့်လကောင်းအထက်ပင်တက်လေအားကောင်းရာကနေဒေါင်လိုက်တင်ပြထုံးမှုအားကောင်းတဲ့အတွက်မိုးတိုက်တောင် ဖြစ်ပေါ်တာကြောင့်လကောင်း9ရက်စက်တလ2025ကနေ့ 6ရက်7လ2025အတွင်းမှာတော့နေပြည်တော်ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အီရန်တိုင်းဒေသကြီး၊သတင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးတက်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်ပါမယ်။ မားကန်ရံတခြားနယ်ကမ်းလွန်ပင်လယ်ပြင်မှာတော့တခါတရံမိုးသက်လေပြင်ကြောက်ရောက်ပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်ကြောက်ရောက်စင်မှာတော့ရေပြင်မြေပြင်လေပြင်ဟာတနအီကို35မိုင်ကနေမိုင်40တိတိုက်ခတ်ပါမယ်။လှိုင်းမြေဟာမြမကန်ရံတခြားနယ်ကမ်းလွန်ပင်လယ်ပြင်မှာ9ပေကနေ17ပေခန့်ရှိပါမယ်။ဒါကြောင့်မိုးသက်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်တွေတိုက်ခတ်တာမိုးထချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးသီးကျွေတာလျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြေဒေသအနီးမှာရှိတဲ့ နေထိုင်ကြတဲ့သူတွေမြေပြိုမှုအန်နဲ့မြင့်ငယ်ချောင်းငယ်အနေနဲ့ထိုင်ကြတဲ့သူတွေအနေနဲ့ရည်ကြီးရရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆက်မြောင်းတာဓမ္မတွေအနေနဲ့လည်းလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်ဆက်လက်ပြီးတော့လေနောဘာလရဲ့မွေးကြိမ်စံချိန်သစ်ကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်နောဘာလ၄ရက်နေ့ထုတ်ပြန်ကြမှာတော့မြားရီမှာ 64မီလီမီတာ2.5နဲ့လက်မနဲ့နော်ဘာလာရဲ့မွေးချိန်စံချိန်သက်တင်တယ်လို့မိုးရဝတာနဲ့ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ညဉ့်ညမ်းစကလုံးနေနဲ့ဆေးရီတိုက်ထွာခဲ့တဲ့ရက်အဆူတော်ကိုဖမ်းဆီးတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်သူနာမှာနော်ဘာတရက်နဲ့နှစ်ရက်ညတွေမှာကျင်းပခဲ့တဲ့ overflow festival ပြောပြပွဲမှာတော့ state symbol ကနေကွန်တော်ဝင်ရင်ညဉ့်ညမ်းစကလုံးတွေပြောဆိုဆဲရီတိုင်းထွားခဲ့တဲ့ win owen guitar အဖွဲ့ရဲ့ rubber အဆိုတော်ကိုတော့ nova 3ရက်ကဖမ်းဆီးသွားပြီးတော့ပုံမှန်3ခုနဲ့တရားစွဲဆိုကြောင်းသိရပါဗျ။ဒီအဆိုတော်ကိုဖမ်းဆီးဖို့တက်ထောက်ခံတဲ့သူတွေနဲ့မန်လေးကသာသနာ့တန်ရှင်ရေးဝီတော်တဏီအဖွဲ့ကဆရာတော်တွေကလှုပ်ဆော်ခဲ့တာဖြစ်လို့လူမှုကွန်ရက်မှာလည်းဝေဖန်မှုတွေညှက်တက်ခဲ့ပါဗျ။ အဲ့ဒီလိုလုံးစော်တာနဲ့ဝေဖန်မှုတွေထွက်လာတဲ့နောက်ဖမ်းဆီးလိုက်တာလို့နှိစက်သူတွေကဆိုပါတယ်စင်ပေါ်မှာဆင်းရီးတိုက်ထွာပြီးတော့အောက်လုံးနေတယ်ပြောလို့ဖမ်းလိုက်ပါပြီအမှုပေါင်း၃ခုနဲ့တရားစွဲဆိုထားပါတယ်လို့ဆိုပါတယ် လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်သံဖိုင်ထဲမှာတော့အဲ့ဒီလူငယ်အစိုးရဟာ state symbol ကနေမိုက်ခရိုဖုန်းကိုကိုင်ပြီးတော့စည်ရင်တိုင်းထွာကကွန်တုံးတွေကျဲချခဲ့တာလို့လည်းတွေ့ရပါဗျ။ဒီအပြုမူကတော့ယဉ်ကျေးမှုနဲ့ဆန့်ကျင်နေပြီးတော့ရိုင်းပြတဲ့အပြုမူဖြစ်နေတာကြောင့်ဖန်စီအရေးယူဖို့လူမှုကွန်ရက်အသုံးပြုသူတွေကဝိုင်းဝန်းတိုက်တွန်းခဲ့တာကိုလည်းတွေ့ရပါဗျ။လူမှုကွန်ရက်မှာရုပ်သံဖိုင်ပြန့်နှံ့ပြီးတဲ့နောက် Win O1 အဖွဲ့အနေနဲ့အနှုံးညွတ်တောင်းပန်တဲ့အကြောင်းနဲ့ထပ်ပြီးတော့နောက်နောက်မဖြစ်အောင်ဆင်ကျင်ပါမယ်လို့လူမှုကွန်ရက်ဆမနာကနေရေးသားတောင်းပန်ခဲ့တာဖြစ်ပါတယ်။ ။ဒါအပြင် Overflow Festival ဖြောပြပွဲကျင်းပသူတွေကလည်းဒီအဆိုတော့ဝင့်နဲ့ဘတ်ဟိုဘိန်းကိုလက်တွဲပြုတ်လိုက်တယ်လို့အသိပေးခဲ့ပါဗျ။ဒီလိုကိစ္စမျိုးနောက်နောက်ပြတော့မှထမပြအောင်တေချာကြက်မှတ်ဆောင်ရွက်သွားဖို့ကြိပေးတယ်လို့ပွဲစီစဉ်သူကဆိုပါတယ်။ဒါပေမဲ့လည်း노바3ရက်မှာတော့အဲ့ဒီအဆိုတော်ကိုဖမ်းဆီးသွားပြီဆိုတဲ့အကြောင်းအဆိုတော်ရုံလေးကသူ့ရဲ့လူမှုကွန်ရက်ကနေတစင်ဝင်းမြထားပါတယ်။ဖမ်းသွားပါပြီ။ မနောက်ဘူးဖြစ်စေခြင်းလို့မဟုတ်ဘူးဖြစ်နိုင်တာပြောပြတာအဲ့ဒီလိုအပြောအဆိုနဲ့ရောက်သွားတာဆိုတော့သူ့ကိုစင်ပေါ်မှာသူပြောတယ်လို့သူ့ကိုလောက်ခံရနိုင်တယ်အထဲမှာကွန်တုံးတော့မရှိတော့ဘူးလူငယ်တယောက်ကိုမလောင်ပါဘူးလို့ယုံလေးကသူ့ရဲ့ Facebook Seminar ကနေအသိပေးလာပါတယ်လက်ရှိမှာတော့အဲ့ဒီလူငယ်အစိုးရကိုတော့ဗမာထိမ့်သိမ်းထားပြီးတော့ဘယ်ပုံမှန်နေအေးအေးယူမလဲဆိုတာကိုတော့အသေးစိတ်မသိရှိရသေးပါဘူး။ ီလူငယ်အစိုးရကတော့မန္တလေးမှာနေထိုင်သူဖြစ်တယ်လို့သိရပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမန္တလေးသားလူငယ်အစိုးရဂျီဖိုင်ယာဟာသူ့ရဲ့ဖျော်ပြပွဲတစ်ခုမှာတော်လန်ရေးနဲ့ပတ်သက်လို့လှောင်ပြောင်ပြောဆိုခဲ့တဲ့စကားတွေကြောင့်ပဲဝေဖန်မှုတွေခံနေရတာတွေ့ရပါတယ်ရှင်။ ဆက်လက်ပြီးတော့ Google ကထိုင်းကျောင်းသားသုံးသန်းအတွက် Google AI Pro ကိုတစ်နှစ်အခမဲ့ပေးသုံးတော့မယ့်အကြောင်းဖော်ပြပေးပါမယ်။ Google Cloud Thailand ကတော့ထိုင်းကျောင်းသားသုံးသန်းကို Google AI Pro Package တစ်နှစ်စာအခမဲ့အသုံးပြုခွင့်ပေးဖို့ Digital စီးပွားရေးနယ်လူမှုရေး DES ဝန်ကြီးဌာနပူးပေါင်းဆောင်ရွက်နေပါတယ်။ DS ဝင်ကြီးကတော့နေ့စဉ်ဘဝနဲ့ပညာသင်ယူမှုမှာအရေးကြီးတဲ့ကိရိယာတစ်ခုဖြစ်လာတယ်လို့မှတ်ချက်ပြုခဲ့ပြီးတော့ဒါကြောင့်သူ့ရဲ့ဝင်ကြီးဌာနက Google AI Pro Package ကိုတစ်နှစ်တာသုံးစွဲကွင်ပေးဖို့ Google Cloud Thailand ထံကနေပူးပေါင်းဆောင်ရွက်မှုရယူခဲ့တာလည်းဖြစ်ပါတယ်ချိုင်းချနော့က Google Cloud Thailand ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ AI package ကိုမတက်နိုင်တဲ့ကြောင်းသားတွေအတွက် ID လက်လန်းမြင့်မှုကွာဟာချက်ကိုရှော့ချပေးနိုင်တယ်လို့ပြောကြားပေးပါတယ်။ AI Google AI Pro ကိုတော့အသုံးပြုမဲ့ကျောင်းသားတွေကအနည်းဆုံးအသက်18နှစ်ပြီးရမှဖြစ်ပြီးတော့ဒီအခွင့်အရေးကိုရဖို့အတွက်ဒီဇင်ဘာ9ရက်မတိုင်မီမှတ်ပုံတင်ရမယ်လို့ DES ဝန်ကြီးကပြောကြားခဲ့ပါတယ်။ဒီပူးပေါင်းဆောင်ရွက်မှုကတော့ပုံမှန်အားဖြင့်တစ်လကို850ဘတ်ကုန်ကြတဲ့ပက်ကေ့ကို တနစ်စာဘတ်900ပမာဏငွေကြေးကကျောင်းသားသုံးသပ်အခမဲ့12လ30ရက်ခွင့်ရမှာလည်းဖြစ်ပါတယ်။ Google AI Pro Package ဆိုတာကတော့အဓိကအဖြစ် Gemini Platform နဲ့ပေါင်းစပ်ထားတဲ့ Google Application တွေကနေတက်စင် Google ရဲ့စွမ်းရည်မြင့်ဆုံး Generative AI Feature တွေကိုသုံးနိုင်တဲ့ Premium Subscription ဝင်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။ DS ဝင်ကြီးဌာနအနေနဲ့နိုင်ငံတွင် ID ပညာကိုအရှိန်မြှင့်တင်ဖို့အနာဂတ် platform တွေမှာ Google နဲ့နင်းနီးကပ်ကပ်ဆက်ဆက်လှုပ်ဆောင်သွားမယ်လို့ဝင်ကြီးကထပ်လောင်းပြောကြပါတယ်။နောက်တစ်ဆင့်မှာတော့ DS ဝင်ကြီးဌာနကတော့သူ့ရဲ့ Premier AI Package ကိုထိုင်းပြည်သူ၅သန်းတိသုံးဆွဲခွင့်တိုးမြှင့်နိုင်ဖို့ Google Cloud Thailand နဲ့ပူးပေါင်းဆောင်ရွက်မှုရယူသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။